အားမရတဲ့အရာတွေကိုလည်းဆရာဘာဘယ်ကဘာအဆပြောဆရာဒီအမော right ကောင်းတယ်ပုံနိုင် idea ရမ်းကောင်းတယ်ဒီနေရာကိုနည်းနည်းပို့နေတယ်အဲဒီနေရာလေးပို့တယ်ဒါဒါလေးကနည်းနည်းလေးလိုတယ်တို့နည်းနည်းတော့ဖြည့်ကြည့်အောင်ပုံနိုင်အဲ့ဒါဆိုရမ်းမိုက်ပါသူပြောလို့ပါပဲသူပြောတဲ့အတိုင်းလူတို့ပို့လျှောက်ဆရာဒီအမောစီမှာဆက်ရအောင်ဟုတ်ကဲ့ကျွန်တော်ပြောတဲ့ဇာကားမှာကျွန်တော်နောက်ခံတီး တိတ်ကြီးတာဒါပင်တိထားတာဟုတ်ကဲ့ဒီဒီဇာကတချင်းနေကအရန်အကောင်းတယ်နော်ပထမဆုံးတချင်းတစ်ပုတ်ဖြစ်တဲ့ဘျောတန်ဘျောဆိုတဲ့တချင်းကကျွန်တော်အဖေထက်ဆင့်ကယ်ဒမီစိန်မတော်ရေးတာဗျအာနံပါတ်နံပါတ်ပထမဆုံးဘျောတန်ရဲ့အဖွင့်ကြီးကတော့ကျွန်တော်တို့ရဲ့ရိုးရာပေါ့နော်ဟုတ်ကဲ့ကျွန်တော်တို့ရဲ့ရိုးရာအလူမင်္ဂလာဒီအဖွင့်တေးဒီနှဲကျူတဲ့ဘျောဘျောအချီပေါ့နော်အဲ့ဒါနဲ့စလိုက်တဲ့ စအနေအဖေဥမတာရဲ့တခြင်းပြောတာကိုကူသွားတယ်။ပြောတာပြီးတော့ကျွန်တော်ရှင်းလောင်းလေတော့နေ့မလေးအသိမောင်ကြီးရဲ့ရှင်းလောင်းလေတော့နေ့အဲတခြင်းတွေကအရင်အားကောင်းတယ်ပြီးတော့ဘာဘာကြီးဒယ်လီဥက္ကူကိုရဲ့ဒီရလူလေဥက္ကူရဲ့လူတော်မင်္ဂလာလူတော်မင်္ဂလာပြီးတော့ရှေးစာစုဖြစ်တဲ့ဘာလဲရှေးကိုလျှောက်ပါလေအားလည်းပြောမင်္ဂလာပြောညောအဲတခြင်းတွေတခြင်းအားတွေကအရင်ကောင်းတယ်နော်တခြင်းအားတွေအရင်ကောင်းနေတော့ဆိုတော့ဒီဒါဝင်တီးတဲ့နေရာမှာ ကျွန်တော်အမျိုးမျိုးခဏခဏပြန်ပြန်ဒီရတယ်။ကိုကိုဒါရိုက်တာကိုသွားတာလည်းသူကလည်းအမလာဘူးကြိုက်သေးဘူးညာမကြိုက်သေးဘူးညာပြန်ကြိုးစားပြန်ကြိုးစားတော်တော်ခက်ခက်ခဲခဲဒီရပါတယ်နော်အခုဆိုရင်လည်းတကယ်ဆရာကြတယ်တကယ်တဘာတဘာရဲ့ဝါရင်ဆိုင်းဆရာကြီးတိုင်းပဲသူရဲ့ idea ရတယ်သူကဒီဆိုင်းဆရာတွေကိုသူလည်းမြင်သူငယ်လေးကတည်းကမြင်ခဲ့တာဟုတ်အဲ့တော့ဆိုင်းဆရာ idea ကတော့အပီပြင်းကိုဥဆောင်နေတယ် ဟိုလုံနိုင်တယ်ပေါ့နော်ဟုတ်ဆိုင်းဆရာတယောက်အနေနဲ့ကတော့ကျွန်တော်တို့ဒါကတော့ကျွန်တော်တို့တော့ ठी ပေါက်တယ်လို့ပါအခုဒီရုပ်ရှင်ကားတကားတီးရဖို့ဟာကဆိုင်းဆိုင်းနေဘက်ကိုဒီလိုကိုရတယုံကြီးကြီးဆိုင်းတာတွေကိုအပ်တာကနံပါတ်၁ချက်ကိုရတကိုရတကိုလည်းကျေးဇူးတင်ပါတယ်ဆိုဆိုင်းနဲ့တီးရတာဆိုခက်ခက်ခဲခဲတော်တော်ခက်ပါတော်တော်လက်ခက်တယ်အရန်ဆိုင်းနဲ့ကြီးပဲတီးလုံးသွားပြန်လို့လည်းမကောင်းဘူးပေါ့နော်အဲ့တော့လည်းခစ်ပေါ်လည်းနည်းနည်း ဖြစ်ပေါ်လဲပါပါအရင်တုန်းကအတွေ့အကြုံကအဖေဥမတာနဲ့တုန်းကပန်းတန်နိုင်မှာတော့ကျွန်တော်ဒီးခဲ့ဘူးအဲတုန်းကတော့ကျွန်တော်အဖေနဲ့တွဲတည်တော့ဒီအောက်နဲ့ငယ်သားအနေနဲ့ကြီးမောင်ပတ်မကြောင်အလုပ်ဒီးရတယ်အဲဘန္ဒနာကြီးကျွန်တော်ဖေဥမတာအကယ်မီစရတဲ့ဘန္ဒနာကြီးမှာတည်ဘူးတယ်နောက်တစ်ခုက60တာတန်လိမ့်မယ်ကဘာဥယျာဉ်ရိုက်တဲ့60တာတန်လိမ့်မှာအဖေဥမတာဒုတိယအကယ်မီရတဲ့ကောင်တခါတည်ဘူးအဲ့ဒီနောက် ဒါဖေလေးအတွက်ကြုံအဲ့တော့ကျွန်တော်ဟွာပြောရမှနေဆိုတော့ဇာလန်းတွဲမှာတော့အခါဒါပင်တီးဘူးဒါပင်တီးရတာပေါ့နောက်ဆိုရင်အခုပြီးပြီးတော့ပြီးခဲ့တဲ့နှစ်ကလာတော့သားကဖျောက်သွားမှာစမှာလေအဲ့တော့ဆိုင်းနေကြီးပဲဒါပဲပေါ့နော်အဲ့ဒါဆိုငါးကားမြောက်အမကူတိုင်းပြန်ပြီးတော့ဂီတမူးအနေနဲ့နှစ်ကားပဲရှိတယ်ညနေချက်ကတော့ရရင်တော့ယူချင်တာပေါ့ရရင်တော့ယူချင်တာပေါ့ဘာလို့လဲဆိုတော့ ဟိုလက်ကြီးပါပဲအဲဒါကျွန်တော်မှန်လင်းမှန်ပါလေကြောက်လဲကြောက်เสียကောင်းပါဟုတ်အဲဒါကြောင့်အဓိကကတော့ဟိုကျွန်တော်တို့ရဲ့မြန်မာဆိုင်ပေါ့နော်အလူမင်္ဂလာတွေရဲ့မြန်မာဆိုင်ဒီရုပ်ရှင်ပေါ်မှာရောက်သွားတာနံပါတ်1ပီတီအရန်ဖြစ်မိပီတီအရန်ဖြစ်မိဟိုကျွန်တော်တို့ဒီခစ်ပေါ်တီဂီတာရင်းနဲ့ပဲအရန်အားကောင်းနေတဲ့ကာလမှာမြန်မာဆိုင်ကိုယုံကြည်စွာဖြင့်ရုပ်ရှင်နောက်ခံမှာ ပြန်ပြီးတော့အသုံးပြုတာကျေးဇူးလေးတင်ပါဝမ်းလေးဝမ်းသာပါเนาะအဲ့မှာဒီကွာဟချက်တရားကြောင့်ကျွန်တော်ဒီဘက်မှာခစ်တည်ပြောင်းတာအဖေနဲ့ဒီကဲတုန်းကကာလာတွေကပုံစံတစ်မျိုးဒီဘက်မှာじゃခစ်ပြောင်းသွားအဲ့ခစ်ပြောင်းသွားတဲ့အလဲအလဲခစ်ပြောင်းသွားတဲ့အပြောင်းမှာကျွန်တော်ပေါ့ចောင်းသားတယောက်လိုပါပဲပထမဦးဆုံးဒီတဲ့ဒါပင်တွေကိုဟာဒါရိုက်တာဝိဘောရတာဘုံနဲ့နည်းနည်းလေးတော့ကျွန်တော် ။အဲဒီတော့ကျွန်တော်မရောက်ဘူးဖြစ်နေတယ်ကျွန်တော်မရောက်ဘူး။နောက်ဆုံးနောက်ဆုံးမရောက်ဘူးမရောက်ဘူးဆိုတော့ကျွန်တော်ဘယ်တော့ဒီစူးစမ်းအောင်။နောက်ပိုင်းအချင်းချင်းခါခါတီးရတယ်။အခက်ခဲတွေကလည်းအများကြီးပဲ။အခက်ခဲတွေကအများကြီးပဲဘယ်တော့ဒီခက်ခဲခက်ခဲဆိုတော့ကျွန်တော်မန်လေးမှာတီးလိုက်တာလေဒါပဲ။ခက်ခဲကဒီတနေ့တနေ့ကိုဒီဒီမှုဝင်လိုက်မိပြသွားလိုက်အာရခမိစက်တစ်ခါပြန်နှုတ်လိုက်အဲအဲ့မျိုးအဲ့မျိုးတွေကအချိန်ပေါင်းများများတော့နောက်တစ်ခါ တော့စီမှာကျတော့ညညနေ့တွေမှာတွင်းလို့ရှိရင်တိတ်အာယုံကညအလင်းတွေတွင်းတယ်နော်တခါကြလဲလင်းတယ်တခါကြလဲတိတ်မလင်းဘူးပေါ့ခက်ခဲပြောပါဆိုရင်တော့အများကြီးပဲအခုခုနကကျွန်တော်စကားပြန်ဆက်ရမယ်ဆိုရင်ကလေးတယောက်လို့ပေါ့ခက်ခဲမောင်းမြောင်များဆိုတာတီးရတယ်ဆိုတော့ကြတော့မွန်းကြက်လာတဲ့အထိဖြစ်လာဒါပင်တီးရတော့မွန်းကြက်လာတဲ့အထိဖြစ်လာကိုယ်လည်းအဲ့ဒါအာဒါငါဖိပေးခဲ့တဲ့အမွေပဲအဥမတာပေးခဲ့တဲ့အမွေပဲအာမရရအောင်ကြိုးစားမယ်နော် ကျိုးစားမယ်ကျိုးစားမယ်လည်းကိုကိုကိုတင်းတိမ်မလာဘူးကိုလုတဲ့ပုံမှာတင်းတိမ်မလာတော့ဘယ်တော့ထိပါပြီလို့ဆိုနောက်ဆုံးတော့ကိုရီးယားမိုးစီကိုကျွန်တော်ဟိုကလေးတယောက်လိုပဲတင်ပြီးသားစာကြက်ပြီးတော့ပြန်ရတယ်လို့ပေါ့နော်ကိုကြီးအကယ်ဒမီကိုကြီးကိုရီးယားမိုးစီကိုတွားပြီးတော့အကိုကြီးကျွန်တော်ဒီလိုတော့လှုပ်ထားတယ်အကိုဒါလေးကျွန်တော်စစ်ပေးပါအောင်အချင်းချင်းခါခါအဲ့ဒါကိုရီးယားမိုးနဲ့ပြန်စစ်ရကျွန်တော်ကိုရီးယားမိုးစီကိုအရင်စစ်လိုက်တယ်စစ်ပြီးတော့ညီလေးဒါရရတယ်အဲ့ဒါဒါတော့နည်းနည်းကွာမင်း ဒါကငါကြီး user တော့ဒီလိုလေးပဲအကိုကြီးကစိတ်ချမ်းသာအောင်ပြောတတ်တယ်ဆရာဒီယာမိုကတည်တာဆရာဒီယာမိုကကြတော့ဒါဘုံနေကောင်းနေတယ်အရန်ကောင်းနေတယ်အရန်ကောင်းတော့ကြဒီနေရာလေးကိုသူပါပါလေးတော့ဖြတ်လိုက်ရင်သူကောင်းမယ်ဆရာစိတ်စိတ်ချမ်းသူသူလည်းပြောရတာဟောမရှိဘူးပေါ့ဖီးယားမရှိဘူးသူကကျွန်တော်တင်ပြလိုက်ကျွန်တော်အားမရတဲ့အရာတွေကိုလည်းဆရာကဘာဘယ်ကဘာအဆပြောလို့ဆရာဒီယာမိုက right ကောင်းတယ်ဘုံနေအိုင်ဒီယာရန်ကောင်းတယ် ီနေရာတော့နည်းနည်းပူနေတယ်အဲဒီနေရာလေးပူတယ်ဒါဒါလေးကနည်းနည်းလေးလိုတယ်တို့နည်းနည်းတော့ဖြည့်ကြည့်အောင်ပူနေအဲ့ဆိုရမ်းမိုက်ပါသူပြောလို့ပါပဲသူပြောတဲ့အတိုင်းလိုတို့ပူလျှော့ဆရာတရားမိုးစီမှာဆက်ရတာဟုတ်ကဲ့အဖေကတော့ဆိုင်းဆရာတယောက်အနေနဲ့ခံယူချက်ကတော့ကျွန်တော်တို့ကအလူမင်္ဂလာပွဲတွေမှာပဲတီးရတာဟုတ်အဖေပြောတော်တဲ့စကားကကျွန်တော်တို့ကအလူမင်္ဂလာပွဲတွေတီးရတဲ့အခါမှာအလူပွဲတွေကိုကျွန်တော်တို့ကတစ်နှစ်တစ်နှစ်ကိုပွဲကြီး100 120တီးရတယ်ကျွန်တော်တို့ရဲ့ ဆိုင်းဆရာတယောက်ရဲ့တော်တော်များများပန်းနိုင်အောင်မြင်မှုကပွဲကြီးရာကျော်ရရင်အောင်မြင်ပြီဒါအဲပွဲကြီးရာကျော်ရလို့ရှိရင်အောင်မြင်ပြီဆိုတော့ကျင်းက်သွားပြီနော်ဆိုင်းဆရာတယောက်ကအရန်အောင်မြင်သွားပြီနှစ်စဉ်နှစ်စဉ်ပွဲရာကျော်ရသွားပြီဆိုတော့ဒါဒါဒီဆိုင်းဆရာတယောက်ကအောင်မြင်တာအဲ့တော့အဖေဦးမတာကျွန်တော်ဘာပြောခဲ့လို့ဆိုတော့မင်းအထမအုံးစထွင်းတာတချင်းရေးတတ်အောင်ပေါ့နော်။ဟိုမင်းတကယ်လို့ မင်းကြော်ညာထွက်အောင်မှာတဲ့မင်းဖောင်မင်းကြော်ညာထွက်အောင်မှာကြော်ညာထွက်လို့ရှိရင်မင်းခေါင်းစည်းကတက်မှာသက်စင်ကယ်ဒမီစိန်မိုတာတာလို့မင်းတက်မှာတဲ့သက်စင်မိုတာတာလို့ရောက်လို့ရှိရင်မင်းဘုံကြီးကုန်ပြီးပွဲတော်ပွဲသွားလို့ရှိရင်မင်းရဒူးလေးရေးပေးပေါင်းဒေးတယ်လေးရေးပေးပေါင်းဆိုမင်းမရေးတတ်ရင်တော့ငါအတိမဖြောင်းဘူးကွာတဲ့အဖေအဲ့လိုပဲအဲ့လိုတဆင်ချင်းတဆင်ချင်းနဲ့တချင်းရေးတတ်အောင်ထိန်းတာလေတချင်းရေးတတ်အောင်တချင်းရေးတတ်ပြီဆိုပြန်တော့လေဒီလုံးပထမဆုံးဒီလုံးထွင်တတ်အောင်ထွင်းနေပါတော့ဒီလုံးထွင်တတ်အောင်ဆိုတော့ကျွန်တော်တို့ကတော့ရှိပြီးသားတချင်းနေပေါ့ ဘဝနန်းတော်ရှိဆရာတင်ရဲ့ကျွန်တော်မြန်မာသင်းနဲ့ဗလာတိုင်းဝါဒဆိုတဲ့ကိုကြီးထွက်ထားတာပါနော်အဲ့ကိုထွက်ပြီးတော့ကျွန်တော်တို့အာရဝန္တာဖေဦးမတာကိုပြလိုက်ပြလိုက်တော့ဖေပဲတယ်ကျွန်တော်လောက်ထားမိုက်လာအဖေကကောင်းပါလေကောင်းတယ်ဆိုမင်းလောက်တာကောင်းတာမဟုတ်လေရှေ့တောင်တချင်းတွေကကောင်းတယ်ဆိုတော့ရှီပီးသားတချင်းတွေပေါ်မှာရှီပီးသားတန်စင်ပေါ်မှာမင်းရဲ့လည်းဒါကိုအလင်းအကောင့်နဲ့တီးလုံးတီးကွက်ထွင်တာတော့ကွာမင်းရဲ့လည်းဘယ်သူမှမင်းလောက်တတ်တာမဟုတ်အဲ့ထက်မင်းမလောက်တတ်တော့ ကိုပိုင်တန်ဆယ်နဲ့ကိုပိုင်စာသားနဲ့မေးတတ်ဘူးလားအဖေကအဲ့လိုပေါ့တခုချင်းစီးစီထွင်းလာအဲ့တော့တချင်းလဲကျွန်တော်ဟိုအောင်မြင်မှုကတခုစီကျွန်တော်တို့ကျွန်တော်ကလည်းဒီလိုပွဲရာကြော်ရလာတဲ့ခါမှာကျွန်တော်လည်းတင်းတိမ်လာတင်းတိမ်လာဟိုကျွန်တော်ဘောကပြီးသွားပြီအရန်အောင်မြင်သွားပြီလို့ထင်တာဒါမှမဟုတ်အဖေကအဲ့မှာအရန်အောင်မြင်နေတဲ့မင်းမေတိလာကြော်ရင်မင်းမတိသေးဘူးလေကျွန်တော်မေတိလာကြော်ရင်မင်းကိုမတိသေးဘူးလေဟုတ်အဖေပြောတဲ့အတိုင်းပါပဲဟုတ်ပါအဲ့တော့မင်း ဖေပြောတဲ့စကားမင်းမနဲ့သေးတယ်မပြောနဲ့မင်းဘဝကိုမနဲ့သေးတယ်မပြောနဲ့အဲ့မင်းမနဲ့သေးရဆိုင်းကိုမင်းဘယ်ကိုချပြနေလဲနိုင်ငံတနိုင်ငံလုံးကိုချပြမှာတကမ္ဘာလုံးချပြမှာအဲအဖေကအဲ့လိုပြောပြောအဖေနဲ့ကတော့အများကြီးပဲကျွန်တော်အများဘယ်တော့မှအဖေကကျွန်တော်ကိုအားမရခင်ဘူးနောက်ဆုံးဒီအကယ်ဒမီယူပြီးတဲ့အချိန်ကမှအဖေကအကယ်ဒမီအဲ့ဒုတိယ90သားတာလိမ့်မယ်မှာအဖေကကျွန်တော်စတိုင်မင်းလာတော့ဒါဒီနေရာလေးဆိုရအောင် ဒီတိုင်းမိမိစဉ်းစားဒီနေရာလေးစဉ်းစားလားကျွန်တော်မလုပ်ရဲဘူးကျွန်တော်လုပ်တဲ့ဟာတွေကိုဖေကကောင်းတယ်ဒါမလို့လေဒီလိုလုပ်ရတယ်ကွာအဲ့လိုပေါ့နော်အဲမမရရဆိုရင်ကျွန်တော်တို့ဒီကိုယ်ဆက်သားသားလေးမယ်တဲ့မှာဆိုအဲထပြပတိလေးမြို့သွားမယ်လို့တော့နန္ဒလိုင်ကတယောက်သေးခဏဒီဒီထပြပတိလေးကဆိုပြီးတော့ပေါင်ပေါ်တိတ်ပြီးအမေးတယ်ငငယ်တော့ဆိုပြခဲ့တဲ့အချင်းလေးနဲ့တမီးကိုတိတ်ပါလားဆိုတော့ အဖေကမလုံးလိုက်တော့ကျွန်တော်ခိုက်ရင်ဒီခိုင်းတယ်အဲဟင်ဝန်ဆုံးမြိုင်းဆိုရရခိုက်ရင်ဒီခိုင်းတီးပြီးတော့ကျွန်တော်ကတော့ခိုက်တီးပြီးမယ်လို့ကျွန်တော်ခိုက်လို့မဟုတ်ကျွန်တော်အကောင်းဆုံးလေးပေါ့နော်စူးစမ်းပြီးတော့အရန်အကောင်းဆုံးတီးတယ်တီးပြီးတော့ကြာအဖေဒီတိုင်းမိုက်တယ်လို့အိုင်ဒီယာလို့အဲ့ဒါဘောကေထတ်တာပေါ့နော်မမီဒေါ်ရီတက်ဘောကေထတ်လိုက်တော့ဘောကေမမီကျွန်တော်တီးထတာကြီးကိုအဖေဖျက်ပြလိုက်ဟာအဖေဘယ်လိုလုပ်လိုက်တော့အမေနားထောင်ကြည့်လိုက်ဟုတ်တယ်နောက်ပိုင်းကျတော့အဖေကရုံးနဲ့တစ်ခါပြန်ပြီးတော့ မင်းအတီးရရှုပ်နေတာတဲ့မင်းဒီတိုင်းလေးကကောင်းတယ်အဲဒီတိုင်းလေးပဲထားအောင်အဲအဲ့လိုမျိုးလေးပေါ့အဖေကဟိုလက်တွေ့ကြကြပဲအဖေပညာပေးခဲ့တာနော်နောက်တော့ဒီရုပ်ရှင်တွေ့ကြုံနဲ့ပတ်သက်ပြီးအကယ်ဒမီမြန်မာပြည်ကြောင်စိမ့်ပေါ့ကိုကျွန်တော်ညီကိုလို့နေတာပေါ့အခုဆရာလေးပေါ့နော်အကယ်ဒမီမြန်မာပြည်ကြောင်စိမ့်ရကြတော့မင်းတန်ဆန်းလေးကြီးမောင်းတီးတာဆက်ပြီးတော့ရုပ်ရှင်ဆိုရင်ဘယ်လိုတီးရလဲတို့အဲ့လိုအဲ့လိုအဲ့လိုလေးပြောရင်ပြောရင်နဲ့အဲဒီမှန်တော့ဘူးတုဒ္ဒမြောင်များစွာပါပဲ ကျွန်တော်တတ်ပညာရဲ့လို့တော့မဟုတ်ပါဘူးဆရာသမားတွေရဲ့ပညာနဲ့ဒီပြောဆံဆိုတဲ့ရုပ်ရှင်စာကားမှာအသုံးချပြီးတည်ရတယ်ပြောဆံကိုအပေးပါအောင်ပြောဆံကအလူမင်္ဂလာဟိုကြီးလက်အလူမင်္ဂလာပွဲရဲ့အငွေ့သက်တွေအများကြီးနဲ့ပါပါတယ်ပြီးတော့သူ့ရဲ့ပေးထားတဲ့ message ကလည်းအရန်ကောင်းပါတယ်ပြီးတော့ရုပ်ရှင်သရုပ်ဆောင်တွေကလည်းအကုန်လုံးကောင်းပါတယ်ဒါပဲလဲကောင်းပါတယ်လေအဲပြောရင်းနဲ့ဖိတ်ကြော်ပြရတယ်အားလုံးဖိတ်